တနိုင်ငံလုံးကိုကဲတင်မှုအတွက်အစ္စရီဟာကဘာမြေဆွဲအားကိုစန့်ကျင်ပြီးပင်လယ်ကိုတောင်တလုံးပေါ်ရွှေ့ပြောင်းနေတယ်။ကင်ရက်ရေကန်ဟာအစ္စရီနိုင်ငံရဲ့အဓိကရေအရင်းမြစ်ဖြစ်ပြီးဒီကန်ဟာနိုင်ငံတဝါလုံးကိုရေဖြတ်ဝင်ပေးနေတာအချိန်တော်ကြာခဲ့ပါပြီ။အစ္စရီပြည်သူတွေဟာဒီရေကန်ကိုဘတော်မှမကုန်ခန်းနိုင်တဲ့အဆုံးမဲ့ယေဒနာတိုက်ကြီးအဖြစ်အထင်မှတ်မှားခဲ့ကြဘူးပါလေ။ဒါပေမဲ့ရေမျက်နှာပြင်တွေတဖြည်းဖြည်းကျဆင်းလာတဲ့အခါမှာတော့အစ္စရီနိုင်ငံဟာတမိုင်းဝင်ဆုံးဖြတ်ချက်တစ်ခုကိုချခဲ့ပါရီ။ အဲ့ဒါကတော့မြေတဲပင်လယ်ရဲ့စားငန်ရေတွေကိုအားကောင်းတဲ့ဆက်တွေနဲ့ဆုပ်ယူပြီးတောင်ကုန်းတွေကုန်းမြင့်တွေနဲ့ခက်ခဲကြမ်းတဲ့မြေမျက်နှာသွင်းမြေတွေကိုဖျက်ချော်ရင်အပေါ်ဘက်စီကိုစီးဆင်းစေတာဖြစ်ပါလိမ့်။ဒီစီမံကိန်းရဲ့အတွက်လည်းဒေါ်လာတန်300နီးပါးအကုန်ကြားခံခဲ့ရပြီးမြေပမာဏအများပြောက်တူးဖော်ခဲ့ရပါတယ်။ပင်လယ်ရေကိုရေချိုကန်စီကိုပြန်ပို့ဖို့တလောက်ထိအကြီးအကျယ်ရင်းနှီးမြှုပ်နှံနေတဲ့အစီအစဉ်ဟာယူတော့ရရောက်တယ်လို့ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမဲ့လည်းရေတစက်ဟာရွှေလိုတန်ဖိုးရှိတဲ့နိုင်ငံမှာတော့ဒီလိုထူးဆန်းမှုမျိုးဟာအမှန်တကယ်ပေါ်ပေါက်လာပါရဲ့။ဒါကြောင့်ဒီကနေ့မှာတော့တင်တို့ကိုတမိုင်းတစ်လျှောက်ဘယ်နိုင်ငံမှမလုပ်ဘူးတဲ့အစ္စရေးနိုင်ငံရဲ့အင်ဂျင်နီယာပညာရေးဆိုင်ရာစမ်းတင်မှုတွေပင်လယ်ရေကိုတောင်ကုန်းပေါ်အထိစံတက်စီးဆင်းအောင်လုပ်တဲ့စီမံကိန်းရဲ့စိန်ခေါ်မှုတွေကိုဖော်ပြပေးသွားမှာပါ။ကဲဒီတော့အစ္စရေးနိုင်ငံရဲ့အန်အောဘွေရာစီမံကိန်းကြောင့်မလေးလာခင်မှာအယုံဆုံးအနေနဲ့ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ဖို့တောင်းဆိုပါရစေ။အစင်းလေးဖြစ်ပြီးဆိုရင်တော့စလိုက်ကြအောင်ပါ။ ်အစ္စရေးနိုင်ငံရဲ့အဓိကရေကန်းအစ္စရေးနိုင်ငံကိုမြေပုံမှာကြည့်မယ်ဆိုရင်တော့နိုင်ငံရဲ့မြောက်ဘက်ပိုင်းမှာကန်ရက်ရေကန်းဟာတောက်ပါတဲ့မှန်ချက်ကြီးလို့ထင်ရှားစွာသိရှိနေပါတယ်။ဒါပေမဲ့အဲ့ဒီမှန်ချက်ကြီးကကောင်းကင်ကိုသာရောင်ပြန်ဟတ်တာမဟုတ်ဘဲနိုင်ငံတကာနိုင်ငံလုံးရဲ့ကံကြမ္မာကိုပါတက်ရောက်စေနေပါတယ်။ဒီရေကန်းကိုဂါလီလဲပင်လဲလို့ခေါ်ကြပေမဲ့ဒီနာမည်ကနည်းနည်းလေးတော့အထင်မြင်လွဲသွားစေပါတယ်။အကြောင်းကတော့ဒီရေကန်းဟာရေကျိုးဖြစ်ပြီးအရွယ်အစားကလည်းအတော်လေးသေးငယ်လို့ပါ။ အလျားအဖြစ်၁၂မိုင်အနံအဖြစ်9မိုင်သာရှိပေမယ့်သူ့ရဲ့အရေးပါမှုကတော့အတော်လေးကြီးမှသလိုကင်နရက်ရေကန်မရှိရင်အစ္စရေးနိုင်ငံဆိုတာရှိလာနိုင်မှာမဟုတ်ပါဘူး။တစ်ချိန်လုံးကကင်နရက်ရေကန်ဟာတငါတဲ့တွေငါဖန်တဲ့တိတ်ဆိတ်ငိမ့်သက်ရနေရာလေးတစ်ခုသာဖြစ်ခဲ့ပါရစ်။သူတို့ကငါဖန်ကြရေကန်သားကမြစ်ချောင်းတွေနဲ့စိုက်ခင်းတွေကိုရေသွင်းကြနဲ့ရာစုနှစ်ပေါင်းများစွာနေထိုင်ခဲ့ကြပါရစ်။ဒါပေမဲ့လည်း20ရာစုမှာတော့အရာအလုံးဟာပြောင်းလဲသွားခဲ့သလိုအစ္စရေးနိုင်ငံဟာကင်နရက်ကိုသူတို့ရဲ့ရေစနစ်ရဲ့အဓိကအချက်ချာဖြစ်ပြောင်းလဲခဲ့ပြီး ရေမရောက်တဲ့နေရာတွေအထူးသဖြင့်တောင်ဘက်ကတဲကန်ရရတွေအထိရေစီးစင်းအောင်လှုပ်ဆောင်ခဲ့ကြပါတယ်1950ပြည့်လွန်နှစ်တွေကတည်းက1960ပြည့်လွန်နှစ်တွေအတွင်းနိုင်ငံဟာအရှိန်ဟုန်ပြင်းပြင်းတိုးတက်လာခဲ့ပြီးလူဦးရေဟာလည်းအဆက်မပြတ်တိုးဝလာခဲ့ပါတယ်မျိုးကြီးတွေဟာရေချိုးလုံးဝမရှိတဲ့တောင်ဘက်ဒေသတွေအထိပါကျယ်ပြန့်လာခဲ့သလိုအဲဒီအချိန်မှာပဲအစ္စရေးကိုထာဝရပြောင်းလဲစေမယ့်စီမံကိန်းတစ်ခုပေါ်လာခဲ့ပါပြီ။အရာကတော့အမျိုးသားရေတင်ပို့ရေးစနစ်ကိုတိစောက်တာဖြစ်ပြီးရေပိုက်တွေနဲ့စီစဉ်စီခြင်းပဲဖြစ်ပါပြီ။ နောက်ဆုံးမှာတော့ကင်ရက်ရေကန်ရဲ့မြောက်ဖက်ကမ်းရိုးတန်းကနေစတင်ပြီးရေစုပ်ရေးဌာနတွေ၊ဦးမေလှိုင်ကောင်တွေ၊ပိုင်လိုင်းကြီးတွေနဲ့ရေလောင်ကန်တွေဟာဂါလီလေရဲ့တောင်ဆောင်တစ်လျှောက်ချိုင်းဝမ်းတွေနဲ့ကုန်းမြင့်တွေကိုဖျက်တမ်းရင်းမိုင်ပေါင်း80ကျော်ရှေးလျားစွာရောက်ရှိလာခဲ့ပါတယ်။ဒီရေစနစ်ဟာနိုင်ငံရဲ့အလေးပိုင်းဒေသတွေနဲ့၆တွေ့နေတဲ့ငေးဒေသအထိပါဖြန့်ကျက်သွားခဲ့ပါတယ်။ ဒီလိုနဲ့ပဲတချိန်ကတဲတွေသာရှိခဲ့တဲ့နေရာတွေမှာလေကွင်းတွေနဲ့ဥယျာဉ်ခြံတွေဟာစိမ့်ဆိုလာခဲ့ပြီး1964ခုနှစ်ယင်တေပိုရေးစနစ်ပြန်လည်စတင်တဲ့အချိန်ဟာနိုင်ငံရဲ့အရေးပါတဲ့မှတ်တိုင်တစ်ခုဖြစ်ခဲ့တယ်လို့အစ္စရေးဟာသဘာဝကိုထိန်းချုပ်နိုင်ပြီလို့ပထမဆုံးအချိန်ခန်းစားခဲ့ရပါတယ်ကင်ရဲရေကန်ဟာရိုးရိုးရေကန်တစ်ခုထပ်ပို့လို့မီနိုင်ငံရဲ့အသက်သွေးကြောဖြစ်လာခဲ့ပြီးနှစ်စဉ်ရေကန်လန်105ဘီလီယံခန့်ကအဲ့ဒီကနေစီးဆင်းလာခဲ့တာဖြစ်ပါတယ်။ဒါဟာအဲ့ဒီအချိန်ကအစ္စရေးရဲ့စုစုပေါင်းရေ300ဆွဲမှုတက်ဝက်နီးပါးရှိပါတယ်။ ဒါပေမဲ့အရာတိုင်းမှာကန့်သက်ချက်ရှိတယ်လို့ပဲနိုင်ငံကရေမြမြထုတ်ယူလေလေရေကန်ဟာပို့ပြီးမြင်မြန်ရေခန်းခြောက်လာလေလေဖြစ်ပါရည်အသက်သွေးကြောပြည့်စည်ခြင်း1960ပြည့်နှစ်လုံတွေကနေ1980ပြည့်လုံနှစ်တွေတခြားကင်နရက်ရေမြနဲ့ပြင်ဟာပင်လေရေမြနဲ့ပြင်အောက်အနှုတ်686ပြည့်ကနေအနှုတ်689ပြည့်ကြားမှာတည်ငြိမ်နေခဲ့ပါရည်ဒါပုံမှန်အခြေအနေဖြစ်ပြီးအစ္စရေးတို့လည်းစိုးရိမ်ပူပန်မှုမရှိပဲသူတို့လိုအပ်တဲ့ရေတွေကိုစုပ်ယူခဲ့တယ်လို့ရေကန်ဟာလည်းပုံမှန်အတိုင်းပြန်လည်ပြေဝနေခဲ့ပါရည် ဒါပေမဲ့လည်းရာဇုနဲ့ကောင်ကန်နီးမှာတော့မိုးခေါင်ရေရှားမှုတွေဟာပုံမှုပြင်းထန်လာပြီးရေမျက်နှာပြင်ပြပကိန်းဟာလည်းတဖြည်းဖြည်းနှိမ်ဆင်းလာပါတယ်။ကင်ရက်ရေကဟာကျုံဝင်လာခဲ့တယ်လို့အများအဖြစ်ရေတက်လာလေးရှိတဲ့ဆောင်းရာသီမှာတော့ရေအနှဲငယ်သာပြန်တက်လာပြီးရေအများစုစုပ်ယူတဲ့နွေရာသီမှာတော့ရေမျက်နှာပြင်ဟာလက်မပေါင်းများစွာကျဆင်းသွားခဲ့ပါတယ်။အဲဒီနောက်နှစ်ထောင်တခုနှစ်မှာတော့အောက်ဆုံးကအနီးရောင်သတိပေးမြင့်ဖြစ်တဲ့အနောက်669ပြည်ကိုရောက်ရှိလာပါတယ်။ဒီချိန်မှာတော့လူတိုင်းလည်းကြောက်ရွံ့ခဲ့ရတဲ့အရာတွေစတင်ပေါ်ပေါက်လာပါတယ်။ ။အောက်ခြေကစားတက်တွေကစတင်မြင့်တက်လာပြီးရေတွေဟာခါတက်လာခဲ့သလိုရေကန်ရဲ့ဂေးရစနစ်လည်းစတင်ပြိုပြက်လာပါတယ်။တိပတ်ပညာရှင်တွေကနောက်ထပ်၃ပေလောက်ထက်ကြသွားရင်နိုင်ငံကိုရေပေးနေတဲ့ဒီရေကန်ကြီးဟာစားငံအိုင်ဒါမှုပင်လယ်တည်တစ်ခုလိုဖြစ်သွားလိမ့်မယ်လို့သတိပေးခဲ့ကြပါတယ်။ဒီလိုသာဖြစ်ခဲ့မဲ့ဆိုရင်တော့ Israel အနေနဲ့ရေချိုကားလကောင်းများစွာကိုဆုံးရှုံးရတော့မှာပါ။ Israel အနေနဲ့သူတို့ရဲ့အသက်သွေးစောတွေကိုအဆုံးရှုံးခံလို့မဖြစ်သေးသလိုတစ်ဖက်မှာလည်းတခြားရေအရင်းမြစ်တွေလည်းမရှိသေးတာကြောင့်ရေကန်ကြီးအားနည်းလာတာကိုမြင်နေရပါတယ်လေ ရေကိုဆက်လက်ဆုပ်ယူနေကြရပါသည်အဲ့ဒီနောက်တော့အဓိကရေအရင်းမြစ်ဖြစ်တဲ့ဂျော်ဒန်မြစ်ကနေရေရောက်လာမှုဟာလည်းယောနေလာခဲ့တယ်လို့မြောက်ဘက်ကလက်ဘရွန်နဲ့ဆီးရီးယားတို့မှာရေကာတာတွေနဲ့ရေစုပ်ဆက်ယုံတွေတိစောက်ခဲ့တာကြောင့်ရေစည်းစစ်မှုတစ်စိတ်တစ်ပိုင်းကလည်းဖျက်တောက်ခံလိုက်ရပါတယ်။ဒီလိုနဲ့ကင်ရက်ရေကန်ဟာရေကာလန်တန်ပေါင်းများစွာကိုဆုံးရှုံးခဲ့ပါတယ်။2008ခုနှစ်မှာတော့အဆိုးဝါးဆုံးအခြေအနေထိဖြစ်လာခဲ့ရပါတယ်။ရေမျက်နှာပြင်ဟာအနေအဆုံးအနက်ရောင်မြင့်ဖြစ်တဲ့အနုတ်905ဘီအောက်ကိုကျဆင်းသွားခဲ့တာပါ။ဒါအစံချိန်တည်းအနေအဆုံးအမှတ်အသားဖြစ်ပြီး ရေဆုပ်ဆက်ယုံတွေတော့ခက်ခက်ခက်ခဲလဲပန့်နေရတဲ့အခြေအနေပါနိုင်ငံရဲ့အတိကသွေးလွတ်ကြောဟာလည်းခန်းချောက်လာခဲ့တယ်လို့သတင်းစာတွေမှာလည်းကင်ရက်အကြီးကျယ်ပျက်စီးတော့မယ်နဲ့ရေကန်ကိုအကူအညီပေးဖို့လိုနေပြီးစားတဲ့ခေါင်းစဉ်တွေပြင်နာခဲ့ပါပြီဒါပေမဲ့လည်းပပတ်လည်းမှာတဲကန်နိုင်ရတဲ့ကြောက်ဆောင်တွေသာရှိပြီးအနောက်ဘက်မှာတော့စားငယ်ညီတဲ့ပင်လည်းတစ်ခုသာရှိပါတော့လေဒုတိယအကြိမ်ရှင်တန်ခွင့် မြေရဲပင်လယ်ဟာအဆုံးမဲ့ရေအရင်းမြစ်တစ်ခုလို့ထင်ရပါတယ်။ပင်လယ်ရေနဲ့ရေကန်ကိုပြန်ဖြည့်ပေးလိုက်ရုံနဲ့ပြဿနာပြီးသွားပြီလို့ထင်ရပေမဲ့ရေကန်မှာသူ့ရဲ့ကိုယ်ပိုင်ဝိသေသတွေရှိပါတယ်။ပင်လယ်ရေဟာစားငန်လုံးတာကြောင့်နိုင်ငံတော်အလုံးကိုတပ်သုံးရေပေးနေတဲ့ရေကန်နဲ့သွားရောလို့မရပါဘူး။ဒါဟာစမ်းရေထည့်ထားတဲ့ခွက်ထဲကိုစားရေတွေလောင်းထည့်လိုက်တာနဲ့အတူတူပါ။ဒါကြောင့်အစ်စရေးဟာတဘာဝကိုမထိခိုက်စေဘဲအခက်ခဲကိုကြောလွားဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ဒီလိုနဲ့ပဲ2018ခုနှစ်ဝင်ကျင်မှာတော့ယူပါပြည်သားစီကံတွေကိုစန့်ကျင်နေတဲ့အဖြစ်တဲ့အမျိုးသားရေတင်ပို့ရေးနောက်ပြန်စီစဉ်မှုစီမံကိန်းပေါ်ပေါက်လာခဲ့ပါတယ်။တစ်ချိန်ကကင်ရက်ရေကန်ကနေပင်လယ်ဘက်စီကိုရေဆွဲထုတ်တဲ့စနစ်ဟာအခုတော့စန့်ကျင်မဲ့အလုလုံနေပြီးပင်လယ်ရေကိုဆွဲထုတ်ယူရင်းကမ္ဘာမြေဆွဲအားကိုစန့်ကျင်ပြီးတောင်ကုန်းပေါ်စီကိုပို့ဆောင်နေပါပြီ။ဒီအယူအဆဟာရိုးရှင်းပေမဲ့လည်းထိရောက်လာပါတယ်။ပင်လယ်ရေဟာကမ်းရိုးတန်းကနေဝင်ရောက်လာပြီးအေယာမှာစားဖယ်ရှာရေးစစ်ရုံကြီးတွေကိုဖျက်တမ်းရင်းရေကြိုးဖြစ်သွားပြီးမှနိုင်ငံအတွင်းက ရေလိုအပ်တဲ့နေရာတွေစီကိုပို့ဆောင်ပေးနေတာဖြစ်ပါတယ်။အန်အောဇီအကောင်ဆုံးကတော့အစ္စရေးဟာစစ်ရုံအသစ်တွေထပ်ဆောက်ဖို့တော့မလိုအပ်ပါဘူး။အကြောင်းကတော့သူတို့နိုင်ငံဟာစားငံရေကိုရေကျူအဖြစ်ပြောင်းလဲတဲ့အတက်ပညာကိုအချိန်တော်ကြာကလေးကကျွမ်းကျင်ခဲ့ကြလို့ပါ။2005ခုနှစ်မှာစတင်လက်ပတ်ခဲ့တဲ့ Asha Clone စားဖဲရှာရေးစစ်ရုံဆိုရင်တစ်နှစ်ကိုရေကျူကလည်း32ဘီလီယံကတ်ထုတ်လုပ်ပေးပြီးဒါ2000ပြည့်နှစ်လွန်အလဲပိုင်းလောက်ကအစ္စရေးလူဦးရေသုံးပုံတစ်ပုံခန့်ကိုရေပေးနိုင်တဲ့ပမာဏဖြစ်ပါရည်။ အဲ့ဒီနောက်2013ခုနှစ်မှာစတင်လဲပတ်ခဲ့တဲ့ Soros စက်ရုံဟာလည်းဒီစနစ်ရဲ့ပုံမှန်အထင်ကြီးစရာကောင်းတဲ့အစိပ်ပိုင်းဖြစ်လာပါတယ်။ဒါအတနည်းကိုရေချိုးကလည်း40ဘီလီယံလောက်ထုတ်လုပ်နိုင်တဲ့အရာမစက်ရုံကြီးတစ်ခုဖြစ်ပြီးဒီစက်ရုံဟာရေစစ်ကွန်ရက်တွေဟာကမ္ဘာပေါ်မှာအကြီးဆုံးဖြစ်တယ်လို့လုပ်ငန်းစဉ်တစ်ခုလုံးကိုပုံမှန်မြန်ဆန်ထိရောက်လာစေပါတယ်။အဲ့ဒီအပြင်ကင်နရက်ကိုပြန်လည်ဖြည့်တင်းရမှာအထောက်အကူပြုမယ်။စားဖယ်ရှာရေးစက်ရုံတုံးကိုထက်ရှိနေပြီးစုစုပေါင်းတစ်နှစ်ကိုရေချိုးကလည်း80ဘီလီယံကျော်ထုတ်လုပ်ပေးနေပါတယ်။ ရရှိလာတဲ့ရေကြိုတွေကိုတော့တထုဓာတ်တွေအနှဲငယ်ပြန်လဲထည့်သွင်းပေးရပါတယ်အကြောင်းကတော့ရေတွေဟာအရန်ကိုတန့်စင်ကြတယ်လို့တထုဓာတ်အရန်နှဲပါတာကြောင့်တောက်တုံးမှုနဲ့ပိုက်တွေတန်ကြီးမတက်အောင်ကာကွယ်ဖို့အတွက်ဟန်ချန်းညီအောင်လှုံ့ဆော်ပေးရတာဖြစ်ပါတယ်ရေကြိုအဖြစ်ပြောင်းထားတဲ့ရေတွေဟာကင်ရက်ထဲကိုအမြဲတမ်းစီးစင်နေတာတော့မဟုတ်ပါဘူးနိုင်ငံရဲ့လိုအပ်ချက်ကိုလည်းပြန်လဲဖြည့်ဆည်းပေးဖို့လိုအပ်ပါတယ်ဒါကြောင့်အရာအလုံးကိုဂယူတစိုက်တွက်ချက်ထားပြီးအစ္စရေးရေအာဏာပိုင်အဖွဲ့ဟာရေကန်ရဲ့အနီရောင်နဲ့အနက်ရောင်မြင်းတွေကိုအာရုံစိုက်ပြီးစောင့်ကြည့်နေရပါတယ် အနီရောက်မြေဟာကင်နရက်ရေကဟာအခတ်တွေ့နေပြီဆိုတဲ့အမှတ်သားဖြစ်ပြီးဒီနေရာမှာဂေယားစနစ်ထိခိုက်ခြင်းကံယူဒန်းတွေခြောက်သွေ့ခြင်းနဲ့ရေညှိတွေကကန်တဲ့နေရာယူလာပါလေတကယ်လို့ရေမျက်နှာပြင်ဟာအဲ့ဒီအမှတ်အောက်ကိုကျသွားပြီးမိုးရသည်ကလည်းမိုးနေနေလေဆိုရင်နောက်ပြန်ရေပေးဝေစနစ်ချက်ချင်းစတင်လဲပတ်စီပါလေစားဖဲထားတဲ့ရေကြိုတွေကိုဒီကင်နရက်ရေကန်တွေကိုစတင်ဆုပ်ယူထည့်ပေးထားပြီးရေကန်ကနေရေဆုပ်ယူတာကိုရပ်တန့်လိုက်ပါလေဒီလိုနဲ့အစ်စရေးဟာသူ့ရဲ့တဘာဝရေကြိုကန်ကိုကယ်တင်မှုအတွက် ပင်လယ်ရေကိုတောင်ပေါ်စီးဆင်းစေတဲ့ကမ္ဘာပေါ်ကပထမဦးဆုံးနိုင်ငံဖြစ်လာခဲ့ပါတယ်။တစ်ချိန်တုန်းကကင်နရက်ကနေနိုင်ငံကိုရေးပေးခဲ့ပေမယ့်အခုချိန်မှာတော့နိုင်ငံတော်ကကင်နရက်ကိုပြန်လည်အသက်ပေးနေကြတာပါ။ဒီစီမံကိန်းအတွက်လည်းရှက်ခန့်ငွေ1ဘီလီယံဒီပါဒေါ်လာအဖြစ်284သန်းခန့်ကုန်ကြခဲ့ပါတယ်။ဒီငွေနဲ့ပဲအစ္စရေးနိုင်ငံဟာတစ်ခါမှမပိုင်ဆိုင်မှုတဲ့တကယ်ရေဓာတ်လေကာတစ်ခုကိုတိစောက်ခဲ့တယ်လို့မြေရေပင်လယ်ကမ်းရိုးတန်းကနေ18မိုင်ခန့်ရှည်လျတဲ့ပိုက်လိုင်းအစ်တစ်ခုဟာ ဂျိုင်ဝမ်းတွေနဲ့တောင်ကုန်းတွေကိုဖျက်ပြီးဂါလီလဲဒေတာအထိတိစောက်ထားပါရီဒီလန်ကျောင်းဟာလဲစိန်ခေါ်မှုတွေများပြသလိုကြောက်တုံးတွေမဆောက်တဲ့ကြောက်တွေပြင်းထန်တဲ့အပူချိန်တွေကြားမှာပိုက်လိုင်းတွေကိုမယံမနာသွဲတန်းခဲ့ရပြီးမြေပုံတွေပေါ်မှာကြည့်မယ်ဆိုရင်တော့ကံယူတန်းကမြောက်ဖက်ကိုတန်လွင်ခြံတွေအောက်နဲ့လမ်းမရှိတဲ့တောင်ကုန်းကြားတွေဖြတ်တန်းသွားတာကိုတွေ့ရလာပါလိမ့်မယ်ဒီပိုက်တွေဟာတီဆယ်မွန်ရေလောင်ကံမှာအဆုံးသက်ပါရီဒီနေရာဟာစားဖယ်ထားတဲ့မြေထဲပင်လယ်ရေကြိုးတွေကင်နရက်ရေကန်နဲ့မဝင်ခင်ခဏတာထိမ့်သိမ့်ရနေရဖြစ်ပါလိမ့် ဒီနေရာမှာပဲရေဖီးအားကိုချိန်ညှိပေးပြီးရေစည်းစဲမှုကိုတည်ငြိမ်စေတယ်လို့ရေရဲ့အရေးသွေးကိုလည်းစစ်ဆေးပေးပါတယ်။ရေကန်ရဲ့ဟန်ချက်ကိုမပြတ်စေဘဲအချိန်စရာအတိုင်းရေပေးသွင်းစေနိုင်ပြီးဒီနေရာကနေအင်ဂျင်နီယာတွေဟာရေပေးဝေမှုပမာဏကိုထိန်းချုပ်ပြီးရေစည်းစဲမှုကိုကွန်ရက်တဲ့တခြားအပိုင်းတွေစီပြန်လည်ဥတီပြောင်းလဲနိုင်ပါတယ်။ငါးနှစ်နီးပါးကြာမြင့်ခဲ့တဲ့ဒီဆောက်လုပ်ရေးဟာ2022ခုနှစ်ကုန်ကံဒီမှာစီမံကိန်းပြီးစီးခဲ့တယ်လို့အခုဆိုရင်ကင်ရက်ရေကန်ရဲ့ရေမျက်နှာပြင်စတင်ကြာဆင်းလာတာနဲ့တပြိုင်နက်ရေအေးမြင့်ထိန်းချုပ်ရေးစံနာကနေညွှန်ကြားပေးလိုက်ရုံနဲ့ ရေဆုပ်ဆက်တွေစတင်လက်ပတ်စီပြီးတန်းစင်တဲ့ရေချိုးတွေဟာမြေထဲပင်လယ်ရေကတွေဒီရေကန်စီကိုစတင်စီစဉ်စေပါတယ်ဒီလိုနဲ့ပဲ2023ခုနှစ်မှာတော့အစ္စရေးဟာသူတို့ရဲ့သဘာဝရေချိုးကန်ကိုထိမ့်သိမ်းကယ်တင်မှုအတွက်ပင်လယ်ရေကိုအသုံးပြုတဲ့ပထမအဦးဆုံးကမ္ဘာနိုင်ငံဖြစ်လာပါတယ်အစ္စရေးမှာတော့ရေတစက်ချင်းစီဟာအရင်အရေးကြီးပါတယ်သူတို့ဟာပင်လယ်ရေကိုရေချိုးဖြစ်အောင်ပြုလုပ်ရုံသာမကပဲရေကိုပြန်လည်အသုံးပြုဒီကိုတည်ယူခဲ့ကြပြီးရေကိုဒုတိယတစ်ချိန်အသက်ပြန်သွင်းမိခဲ့ပါတယ် စနစ်ထဲကိုတန်းစင်ပြီးပြန်လဲရောက်ရှိလာတဲ့ရေကာလန်တိုင်းဟာနိုင်ငံရဲ့အရေးကြီးဆုံးရေကန်ကနေယူစရာမလိုတော့တဲ့ရေကာလန်ဖြစ်လာပါတယ်။လက်ရှိမှာအစ္စရေးဟာသူတို့ရဲ့ရေစိုးကို90ခန်းတုံးခပ်ပြန်လဲအသုံးပြုနေကြတယ်လို့ဒါကမ္ဘာစနစ်တွေပမာဏဖြစ်ပြီးဥရောပနိုင်ငံတွေရဲ့ကျန်းမာ30ရာခိုင်နှုန်းနဲ့အမေရိကန်ရဲ့30ခန်းတုံးအောက်သာရှိတဲ့ပမာဏနဲ့နှိုင်းယှဉ်အံ့ဩစရာကောင်းလာပါတယ်။ပြန်လေတန်းစင်ထားတဲ့ရေတွေအလုံးကြီးပါကိုစိုက်ပျိုးရေးအတွက်အသုံးပြုကြပြီးတချို့ကမိန်လာရေဖြစ်ခဲ့တာတွေဟာအခုတော့တဲခန်းနာရတယ်မှာ ဂျုံပင်ရှောက်ပင်နဲ့ပန်းပင်တွေကိုရေပေးသွင်းနေပါတယ်။ Telvix နဲ့ Shilon Zillion တို့ကြားမှာရှိတဲ့ Shantuff ရေတန့်စိတ်ယုံကတော့1980ပြည့်လောက်နှစ်တွေကလေးကစတင်လက်ပတ်ခဲ့ပြီးကမ္ဘာပေါ်မှာအဆင့်အမြင့်ဆုံးစိတ်ယုံတွေကတခုလို့သတ်မှတ်ခံထားပါတယ်။လူဦးရေနှစ်တန်းကျော်ရှိတဲ့နိုင်ငံရဲ့အကြီးဆုံးမြို့ပြ area ကရေစိုးတွေကိုတန်းစင်ပေးရပြီးနေစဉ်ရေစိုးဂါလန68တန်းခန့်ဟာစပိုင်းဆိုင်ရာဇီဝဗေဒဆိုင်ရာနဲ့တဲညီသာထုတ်စနစ်ချင်းစတဲ့အစ်စ်များစွာကိုဖျက်ဆီးနေရပါတယ်။ ။အစ္စရေးနိုင်ငံဟာတဲကန်နိုင်ငံထဲမှာနေထိုင်တာကြောင့်ရေကိုအဖိုးအတန်ဆုံးအရာဖြစ်ရှုမြင်ဖို့အတွက်တင်ယူခဲ့ပါရီ။ရေဆုံးရှုံးမှုနှုန်းကလည်းအမခန့်အောင်နေပါပြီ။ပိုက်လိုင်းတွေတဲကရေဆုံးရှုံးမှုဟာ900ခန့်လုံးကန်တာရှိတယ်လို့တချို့နေရာတွေမှာအများဆုံး10ခန့်ခန့်လုံးခံမဲ့ရှိပါရီ။ဒါကဘာပေါ်မှာပြင်းပြဖြစ်တဲ့20ရာနဲ့30ခိုင်နှုန်းဆိုတဲ့ပမာဏနဲ့ရှိရင်အရန်ကိုနေပါလေ။အစ္စရေးမှာပိုက်လိုင်းတိုင်းကိုစောင့်ကြည့်ပြီးရိုးစိမ့်မှုတိုင်းကိုအချိန်နဲ့တပြေးညီခြေရခံပါလေ။ PR အာယုံခံကိရိယာတွေ၊ electronic association တွေနဲ့ချက်ချင်းတတိပေးစနစ်တွေဟာ ကိုင်ရဲရဲ့တနေရာမှာရှေးပြောက်ဆုံးသွားရင်မိနစ်ပိုင်းအတွင်းသိရှိစေနိုင်ပါ रे ၂၀ရာစုအလယ်ပိုင်းမှာအဆက်ချရေပေးစနစ်ကိုအစ္စရေးမှာစတင်တည်ထွင်ခဲ့ပါ रे ရိုးရှင်းမင်းမဲဆန်းတက်လာတဲ့စိတ်ကူးဖြစ်ပြီးရေဟာအငွေ့ပြောင်းခြင်းဒါမှမဟုတ်လေလွင့်ဖြစ်ခြင်းမရှိပဲအပင်ရဲ့အမြင့်စီကိုဖြည့်ပြခြင်းတစက်ချင်းစီတိုက်ရိုက်ရောက်ရှိစေတာပါ Netafin Company ကနေစီးပွားဖြစ်ဖော်ဆောင်ခဲ့တဲ့ဒီနည်းပညာဟာကမ္ဘာတဝန်းကစိုက်ပျိုးရေးကဏ္ဍကိုပါပြောင်းလဲစေခဲ့ပါ रे ဒီနေ့ဟာစိုက်ခင်းတွေကိုရေမလောင်မဲ့အပင်တွေကိုသာရေလောင်းဖို့ဆိုတဲ့ရိုးရှင်းတဲ့အခြေခံသဘောတရားပေါ်မှာတည်ဆောက်ခဲ့တာပါဒီကနေ့ခေတ်မှာအဆက်ချရေပေးစနစ်ဟာပုံမှုအဆင့်မြင်လာပါတယ်လေယာရီမှာမြေစည်းအလှအစိုးရနဲ့လေအပူချိန်ကိုချီရခံတဲ့အာယုံခံကရိယာတွေကိုအသုံးပြုကြပါတယ်တချို့ကုမ္ပဏီတွေကဂျူရူတွေအာယုံခံကရိယာတွေအပင်တွေကိုကိုယ်တိုင်ကရတဲ့အချက်အလက်တွေကိုခွဲခြားစိုက်ပြပြီးရေသွင်းခြင်းကိုအရန်တည်ကြလာစေပါတယ်အမြင့်တွေဟာရေလိုအပ်တဲ့အခါစနစ်ကအချက်ပြလာပြီးလိုအပ်သလောက်အချိန်အထိသာရေခလုတ်ကိုဖွင့်မိရတာပါ ရေတစက်မှအလေလွင့်မဖြစ်တဲ့လို့တခါတရံလေသမားတွေကတော့ပါဝင်စရာမလိုပဲရေဆွဲထားတဲ့စနစ်ကအရာလုံးကိုအလိုလျောက်စီမံခန့်ခွဲပေးပါလိမ့်ဒီလိုတိကျမှုကြောင့်ရေသုံးဆက်မှုဟာတစ်ဆယ်ခိုင်နှုန်းကျော်အထိရောကျသွားခဲ့ပါလိမ့်အကြောင်းသင်္ကန်းစားတွေမှာလည်းခလေးငယ်တွေကိုရေကိုစနစ်တကျနဲ့အလေလွင့်မဖြစ်အောင်သုံးဆွဲဖို့တင် जा ပေးပြီးဒါသူတို့ရဲ့ရင်ကျေးမှုတစ်စိတ်တစ်ပိုင်းလိုတော့ဖြစ်နေကြပါပြီအစ္စရေးလူမျိုးတွေကတော့ကျွန်တော်တို့ရေကိုချွေတာနေတာမဟုတ်ပါဘူးကင်ရက်ရေကန်ကိုအချိန်ကြာတီးရှိနေအောင်ကူညီနေတာပါလို့ပြောလို့ရှိပါတယ် ဒီသဘောထားကပဲစာဖယ်ရှားရေးစက်ရုံတွေပိုက်လိုင်းတွေထပ်ပိုးရေးကြီးတဲ့ history ရဲ့တကယ်အစစ်မှန်အဟောပွဲရလို့ဆိုရမှာဖြစ်ပါတယ်။ကဲဒီတော့ကြည့်ရှုနေတဲ့ပရိသတ်တွေရော history နိုင်ငံရဲ့ Kinneret ရေကန်ကယ်ဆယ်ရေးနဲ့ပင်လယ်ရေကိုတောင်ပေါ်ဆုပ်တင်ပြီးရေကြိုအဖြစ်ပြန်လည်တန်းစင်တဲ့ဤပညာတွေစံတက်လာတဲ့ဤပညာတီထွင်မှုတွေနဲ့ရေကိုတန်ဖိုးထားတဲ့စိတ်တွေရဲ့ပေါ်သင်တို့ရောဘယ်လိုမျိုးထင်မြင်စားမိလဲဗျာ။ဒီအနေနဲ့ထင်မြင်ချက် တစုံတစ်ခုပြုလို့ရတဲ့ဆိုရင်လည်းခေါမမှာပါဝင်ဆွေးနွေးပြီးသွားလိုက်ပါဒီစီဇန်လေးကိုအဆုံးထိလိုက်ပါကြည့်ရှုအားပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ